တဲ့ခင်မိနေတဲ့မြန်မာပြည်ကြီးမှာဒီအချိန်တွေသင်လေးတမို့တာစီးပူးပန်းလာတယ်လေထောင်းစင်မခွဲခွာသူအလုံးနဲ့အနည်းဆုံးမှာပါလုကလာစာတိုးဝေးဖို့တောင်းဆိုရင်ဖန်းစီခံခဲ့ရတယ်ကော့စတန်နဲ့ဖိုဂရိုရီစက်ယုံကအလို့သမား၁၄ယောက်ကိုမင်း၁၁ကရုံးထုတ်ခဲ့ပြီးလုံချုံရေးအချိန်ဤအကြောင်းပြချက်နဲ့ အင်းစင်တရားရုံးကနေရန်ကင်းတရားရုံးကိုပြောင်းမယ်လို့ထုတ်ပြန်လိုက်ပါတယ်။ဖန်စီကန်လူသမားတွေကိုဘာကြောင့်လုံချုံရင်အင်အားတင်းကျပ်ထားတာလဲ။တရားရုံးဘာကြောင့်ပြောင်းတာမသိပေမဲ့လုံချုံရင်ကြောင့်လို့တော့စာထဲမှာအကြောင်းပြထားပြီးမိုးရင်းမှာလူသမားတွေနဲ့မိသားစုဝင်နေစာမကချင်းနေတွေပါတွားရေးလာရေးခက်ခဲတာကြောင့်မဖြစ်သင့်ဘူးလို့ရှင်းနေဦးနေလင်းအောင်ကဆိုပါတယ်။လူသမားတွေဟာနိုင်ငံတော်ပုံကံမဲ့သူတွေမဟုတ်တာကိုလုံချုံရင်တွေအများကြီးရှာထားပြီးတင်းကျပ်မှုတွေကြောင့်ဖြစ်လာမဲ့ပြဿနာတွေကိုရင်လေးမိတယ်လို့ပြောပါတယ်။ ူတို့ကိုဘာလို့ယုံကြောင်းလဲဆိုတော့ကျွန်တော်လည်းမသိဘူးဒါပေမဲ့လုံချုံရင်အကြောင်းပြပြီးတော့ကြောင်းတာတော့ကျွန်တော်တော့သူတို့ကတော့စားထဲမှာတော့ရေးထားတာပဲကိုဆိုင်ကိုဂျုံထုတ်တော့လုံချုံရင်များစွာနဲ့ထုတ်တာကိုဆိုင်လည်းမဟုတ်ဒီလက်ရှိအလုံးသမားများများကိုခုနရွှေပြည်သားရုံးမှလည်းအဲ့လိုပဲလုံချုံရင်နဲ့ထုတ်ကြတာပဲဘာကြောင့်ထုတ်လဲဆိုတော့ကျွန်တော်လည်းမသိဘူးဒီလူတွေကတော့နိုင်ငံတော်ပုံကံမဲ့လူတွေကြောင်းမှမဟုတ်ဘူးအခုလိုမျိုးယုံကြောင်းတဲ့အတွက် မချစ်တင်ဘူးပေါ့ဗျာနော်။အကြောင်းဆိုအားလုံးလည်းခက်ခဲကုန်ပြီ။ရှင်းနေလည်းခက်ခဲပြီ။အလုပ်သမားတွေလည်းကုန်ခက်ခဲပြီ။မိသားစုတွေလည်းခက်ခဲကုန်ပြီ။အဲ့တော့နောက်ဖြစ်လာမဲ့ဟိုဗောနော်ဒီလိုခက်ခဲမှုတွေကြားတဲ့အဖြစ်ပေါ်လာမဲ့ပြဿနာအချို့တော့ကျွန်တော်တွေးပြီးတော့ရင်လင်းမိတယ်လို့ပဲပြောပြတာပါ။မင်းနဲ့ဆက်လျှောက်ရန်ကင်းတရားရုံးမှာပြောင်းမဲ့ရုံချင်းဟာပုံမှန်99ခါဝေးနဲ့တလေးခုံကိုပဲစစ်မှာဖြစ်ပြီးပုံမှန်78ကိုတော့ချွေပြည်သားနဲ့အင်းစင်တရားရုံးမှာစစ်သွားမယ်လို့ဆိုပါရယ်ပုံမှန်တလေးခုံပုံမှန်78နဲ့တရားစွဲခံထားရတဲ့ မောင်နိုင်မိုးတွန်းကိုတော့အသက်မပြည့်သေးလို့26ရောက်ရမှာပဲခလေးတငယ်တရားရုံးမှာဖြစ်သွားမယ်လို့ပြောပါရတယ်။လက်ရှိအလုပ်သမား14ရောက်ထဲက73ရောက်ကိုပုံမှန်14ခွန်းပုံမှန်78တို့နဲ့အင်းစင်ရဲစခန်းပုံမှန်78နဲ့ဖေဗီသာရဲစခန်းကတရားစွဲထားပြီးအာမခံရထားတာဖြစ်ပါတယ်။ကြံတယောက်ဖြစ်တဲ့ကိုဆိုင်ကိုတော့ပုံမှန်14ခွန်းပုံမှန်78အပြင်ငါးငါးခါဝေးနဲ့ပါတရားစွဲထားပါရတယ်။ရုံချင်းနဲ့အလုပ်သမားအယောက်20တောင်မပြည့်တဲ့အချိန်မှာရက်ဝေရောဒူနီဖောင်းရဲတွေနဲ့ပါ လုံချုံရေးတင်းကျပ်ကျပ်ရှာလာတာကြောင့်ရဲတွေနဲ့ပဲတရားရုံးမှာပြည်နေတာကိုဘာကြောင့်လုံချုံရေးရှင်နေကြောင်းရုံပြောင်းတာနားမလည်ဘူးလို့ပြောသူကမဲအေးစနာဝင်ပါညီမတို့အခုလက်ရှိတွေးကြုံနေရတဲ့ရုံချင်းရုံချင်းတိုင်းမှာအခုဒီနေ့ဆိုလို့ရုံချင်း၆ချင်းမြောက်ပြောရတယ်၆ချင်းမြောက်မှာပဲညီမတို့လူတွေကညီမတို့လုံသမားရဲ့ဘက်ကနေပြီးတော့ဒီ၆ချင်းမြောက်တွေကိုမှလူအယောက်အယောက်၂၀ပြည့်အောင်မလာဘူးပါဘူးညီမတို့ဒီရုံချင်းတွေမှာအာယုတွေ့ရလဲဆိုတော့ အယောက်ဝိလူတွေပေါ့နော်အယောက်ဝိရဲတွေတွေ့ရတယ်အယောက်ဝိသူတို့ရဲတွေဘက်ကလိုက်တဲ့လူမှုအဖွဲ့အစည်းတွေတွေ့ရတယ်နော်ရဲဝင်တဲ့ uniform အပြည့်စုံတဲ့ရဲဝင်တဲ့အဆောက်လုံခြုံရေးမကတင်းကျပ်ချတာတွေတွေ့ရတယ်အဲ့လိုမျိုးတွေလုံလို့တာသည်ဒီတရားရုံးမှာလူများနေရခြင်းဖြစ်ပါတယ်အဲ့တရားရုံးလူမျိုးလူများတာလေးဟိုမှာလုံခြုံရေးရဆိုအကြောင်းပြတတ်တဲ့ဒီလိုမျိုးရုံးပြလျှောက်ထားတာလုံးဝမဖြစ်သင့်ပါဘူး